မင်္ဂလာပါရှင် Super Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BN ရဲ့ပေါကမှာကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျွန်မဆရာချစ်ဦးညိုရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်။တမိုင်းမတွင်ပင်မဲ့တမိုင်းဝင်နေတဲ့စကားများစုစည်းမှုဝတ္ထုတို့များတဲ့မှာတင့်မာယဟန်ပညာရှိလည်းမရှိလူပညာရှိလည်းမရှိဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြချင်တာပါ။ မြစ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe တွေလုပ်ပေးပါဦးနော်။တင့်မှာယဟန်ပညာရှိလည်းမရှိ လူပညာရှိလည်းမရှိပင်ရစကြူသူမြတ်မြမတမိုင်းရာဇဝင်နဲ့မြမစာပေတမိုင်းကိုပြန်ကြည့်ရင်မင်းလို့သူဘရင်များကို ဆုံးမဩဝါဒပေးတော်မူခဲ့ကြတဲ့ယဟန်ပုဂ္ဂိုလ်ကြီးများရဲ့ဆုံးမစာတွေဟာတတိတခြားကို ထင်ရှားနေတာတွေ့ရပါတယ် ကန်တော်မင်းကြောင်းဆရာတော်ရဲ့လောကတာရဆုံးမစာဟာလူတိများလာပါတယ်။မင်းကိုဆုံးမခန်းမှာပြုတ်လင်ကသွားနဲ့ရေးထားတဲ့အပိုက်25ပိုက်ပါဝင်ပါတယ်။တင်ရှားကြော်ကြားလာတဲ့ပါရမူတန်းချင်းကပြာကိုရေးဖွဲ့သူ စီပန်းညီဆရာတော်ရဲ့ခရောဝါဒဆုံးမစာဆိုရင်လေတိဘောမင်းထံပို့သွင်းတဲ့ပြုတ်လင်ကသွား32ပိုက်ပါရှိပြီးနေကုန်းတန်ပေါက်မှာမင်းပဌာနာမျိုးလေးဝဆုံးမပေးသည့်စာ မညီမမျှကျင့်လီကရောက်ဆော့ပေလေးရွာအညီအမျှကျင့်လီကပောက်ထဝရင်တာရဲလို့သတိပေးတော်မူခဲ့ပါတယ်ဒီဆုံးမစာတွေကိုဖတ်ရတဲ့အခါကြပြလင်ငါတော်အနေနဲ့စာတဆောင်ပေတစ်ဖွဲ့မရှိခဲ့တော့လေဘယင်နဲ့မျက်နှာချင်းဆိုင်ပြီးမယုံမရှားစကားအေးဆိုဆုံးမခဲ့တဲ့ရဟန်းပုဂ္ဂိုလ်တစ်ပါးကိုသတိရမိပါတယ်ပင်ရစကြူသူမြတ်အရှင်သောတရန်တာပါ တက္ကရီ966မှာရာဇာဒရစ်ဟာရေတက်အင်အားကြီးစွာနဲ့ဆန်တက်လာပြီးစကိုင်းမျိုးရေဝုံးမှာတက်ချအင်းဝါအထက်ကိုကြော့တက်တကောင်းထီချီတကောင်းကိုတိမ်ပြီးမှပြန်စုံစင်းအင်းဝါကိုအင်အားပြဝိုင်းထားလိုက်တယ်။ဘရင်မင်းခေါင်ဟာညီလာခံခေါ်ပြီးဟန်တာဝရီမင်းနဲ့သူ့တက်ပြန်သွားအောင်နှုတ်ရည်လက်ရည်နဲ့ဘသူများကြံနိုင်ပါမလဲတိုင်ပင်တဲ့အခါမူမတ်ဘူပါယဟန်လူပညာရှင်များအလုံးထဲက တင်းရစကြူသူမြတ်တာရဲရဲဝံ့ထွက်ပြီးအာမခံတာဝန်ယူလိုက်ပါတယ်။စကြူသူမြတ်ဟာဥစွာရာဇာထရက်ထံမြစ်တာစာဆေးပါတယ်။တွေ့လို့ကြောင်းလဲအကြောင်းကြားလိုက်တယ်။ရာဇာထရက်ကလည်းငါညင်းရင်ယတနာသုံးပါအုပ်ပင်တပားယတနာတန်ခါကိုမျက်နှာလွှဲရရောက်လိမ့်မယ်ဆိုပြီးစွန့်ဖိတ်ပါတယ်။စကြူသူမြတ်ကရာဇာထရက်အတွက်လက်ဆောင်ပနာများစီစဉ်ဆောင်စီခဲ့ပါတယ်။မှန်နှမ်းမှာလူ300ဂန်ခန့် ရေတော်ပုံကျမ်းမှာလူ60ထမ်းပိုးရတဲ့ဒီလက်ဆောင်တွေနဲ့အတူဂိုင်းထောက်ဆရာတော်တပါးကိုအဖို့ပြုတ်ပြီးစကြိုသူများဟာလှေနဲ့ဟန်တာရီတက်စကန်ရှိဟာကူးခဲ့ပါတယ်။အရှင်ဖုရားလက်ဆောင်တွေများလာကြည်လားလို့ရာဇာတရစ်ကပြည်သွဲစကားဆိုသေးတယ်လို့ဆိုပါတယ်။ပြီးတော့လည်းစိတ်ဝင်စားစရာလေးတစ်ခွက်ကစကြိုသူများဝင်လာတာကိုမြင်လျက်နဲ့ရာဇာတရစ်ကမူးမက်များနဲ့ဆွေးနွေးနေဟန်ပြုတ်ပြီးမမြင်ဟန်မသိဟန်ပြုတ်တယ်။ ခဏနေမှာအရှင်မြတ်ဖက်လှည့်ပြီးအရှင်ဖျားတို့ဘယ်အချိန်ကရောက်တော်မူကြပါသလဲလို့မေးပါတဲ့ဒီအခါစကြဝဠာမြတ်ဖြည့်လိုက်ပုံကမင်းမြတ်မြင်တော်မူကလေးကပင်ငါတို့ရောက်နေကြတယ်တဲ့ရာဇာတရလည်းပြုံးပြီးမြင်တော်နေရာမှာထိုင်တော်မူဖို့ပြင်ပါတယ်ဆက်တွေ့ကြတဲ့ဒီထိတွေ့မှုကလေးကပဲဖလှုပ်လှုပ်ရှားရှားစိတ်ဝင်စားစရာဖြစ်နေပါပြီဆက်ပြီးမေးကြရှောက်ကြဖြေကြတဲ့စကားတွေလည်းစိတ်ဝင်စားစရာအတိပါပဲ။ နိုင်ပန်းလာရဲ့အရေးတော်ပုံကျမ်းမှာတော့ပညာစကြိုသူများနှင့်ရသဒရစ်တို့အပြန်အလှန်စကားစစ်ထိုးကြပုံလို့မာတိကာမှာဖော်ပြပါတယ်။ယဟန်တပားနဲ့ဘရင်တပားတို့စကားစစ်ထိုးကြတယ်ဆိုတဲ့အသုံးအနှုန်းဟာအနည်းငယ်ပြင်းထန်အောင်ရှိပေမဲ့သူတို့ပြောကြဆိုကြတဲ့စကားအသွားအလာအပေးယူတွေကြည့်လိုက်တော့စကားစစ်ထိုးလို့သုံးတာတင့်မြတ်တယ်ဆိုရမှာပါ။ဒီစကားပွဲကိုအရေးတော်ပုံကျမ်းမှာ15မျက်နှာခန့်အထိဖော်ပြပါတယ်။ မှန်နန်းနဲ့မဟာရာဇဝင်ကြီးမှလည်းအတော်များများလေးအသေးစိတ်ဖော်ပြပါတယ်။နေရာချုံရမှာမဟုတ်ဒီဆောင်းပါးမှာတော့အများသောစကလုံးအနေနဲ့လှည့်ယူပြီးဖောက်သေးချပါရစေ။ရာဇာဒရစ်တပည့်တော်ထံကြွရောက်တဲ့ကိစ္စကိုအမိတ်ဆိုပါဗျာ။စကြိုသူမြတ်မင်းကြီးကြိုးစားအားထုတ်ပြီးအင်းဝါကိုဆန်တက်လာတဲ့အကြောင်းငါတို့သိကြလို့အား။တိရရင်ခိုင်းဆရာတန်ဃာတော်များစုယုံပြီးဆွေးနွေးဆောင်ရွက်ပေးဖို့ပါပဲ။ ရာစာတရစ်တပြည့်တော်စစ်ချီလာတာအလိုဆန္ဒအကြောင်း၄ပါးကြောင့်ပါတအထူးထူးသော အရက်ကိုကြည်လို၍နှစ်ဖုံးလက်ယုံခွန်အားပြလို၍သုံးတိုင်းနိုင်ငံကျေလို့ပြီးစင်မြင်ဘူပါများအလိုရှိ၍၄ပကံအဝရဲ့ဖျားပထိုးမွေတော်ဓာတ်တော်များကို ရှင်ခိုးပူဆောင်လို၍ဆန့်တက်လာပါတယ်အရေးတော်ပုံကျမ်းမှာတော့၁မင်းကြီးစွာလက်ထက်က စော်ကားအထင်သေးခဲ့သည်ကိုပြန်လဲခြေပဖို့နှစ်အင်းဝါကိုဟန်တာရီနဲ့ခွင်းပြိုင်ချဲ့ထွင်ဖို့သုံးဇေဒီပထိုးတတ်တော်ဖူးမြင်ဖို့လေးအောင်မြင်တဲ့စစ်ကြောင်းနဲ့ရောက်ရှိခဲ့ကြောင်းပေထက်အခင်အတင်ပြီးနောင်လူတို့ပြောစမှတ်ပြုဖို့လို့ဖော်ပြပါတယ်စကြဝဠာမြတ်သာသနာတော်ဒါယကမင်းမြတ်တွင်တရားတော်နဲ့ညီ ဟောကြားဆုံးမမိယဟန်ပညာရှိလည်းမရှိ ြည်ထဲအမှု၌အမျော်မြင်အလေးမာနှင့်ပြည့်စုံသော အမတ်ဒေနာပတိလည်းမရှိ။ရာဇတရစ်ဘလို့မိန်တော်မူလိုက်တယ်လေဖျာ။စချိုသူမြတ်စပြူဒိတ်ကျောတာဝရိန်သာအတူရာမဟာဝစီတို့ရဲ့ယူဆနာရီရေနေတောနေလူနေတို့ရှင်းပြပြီးလောဘဒေါသမောဟဖုံးလွှမ်းလို့ငရဲသောသူတရဝများသာဖြစ်ကြောင်းအကျယ်တဝင့်ရှင်းပြပြီးမှကြွလာတဲ့အကြောင်းလေးပါးမှာ တ်တော်ပထိုးစီရီများကိုဖူးမြော်ပူဇော်လို၏ဆိုတဲ့အကြောင်းသာတရားနှင့်ညီတယ်။ကြံသုံးပါးကတော့နတ်ရွာနိဗ္ဗာန်နဲ့ဖြစ်လာပဲ။ဒါကြောင့်ယဟန်ပညာရှိမရှိလို့ငါဆိုတယ်။ပညာရှိအမတ်တင်တာပတိမရှိလို့ဆိုတဲ့အကြောင်းကသင်ခမီးတော်ဗညာဦးနဲ့အင်းကျဝမင်းကြီးစွာတို့လက်ထက်မှာနှစ်ပြည်တော်မီးမသေးရင်မနောက်ရှေ့တပြေးတည်းဖြစ်ခဲ့ကြတယ်။တက်လက်ထက်မှာဒီလိုဖြစ်မလား။ဖြစ်သူလူတို့ယဟန်အပေါင်းတို့ချမ်းသာရမည်အကြောင်းကိုသင်အား ရှောက်ထားမဲ့သူမရှိလို့ပညာရှိမဲ့ဒေနာတိမရှိလို့ငါဆိုတယ်။ရာဇတ်ထရစ်အင်းဝဘီရင်ကမဟာမိတ်လမ်းစဉ်ဖြတ်ပြီးတပည့်တော်ရဲ့ရည်မြူသူ့ပိုင်နဲ့တွတ်သွင်းမှုကြံဆောင်တာပါ။တပည့်တော်ဘော်ဒီလို့ဆိုရင် တပည့်တော်လက်ကိုဆွဲချုပ်ထားပြီးတပားကိုရိုက်နှက်စေတယ်လို့ဖြစ်မနေပါလားခင်ဗျာ။စကြိုသူမြတ်မင်းကြီးလျှောက်တယ်လို့ဆိုရင်ငါမှကိုလူကိုအနိုင်ပေးတစ်ဖက်လူရှုံးစီလူတွေစိတ်ရှိတဲ့ယဟန်သိခါပုံများကိုမဆောင်ထင်းသူအနေနဲ့ဒုက္ခရီလာရမှာပါ။ ဒီလိုမဟုတ်ပါတရဝအပေါင်းတို့ကိုထာဝစီမြတ်တာပို့ပါတယ်ငါစာတိစိတ်ရင်ရအင်းဝဟန်တာပရိနှစ်ပြည်သားတို့ကိုတာတူညီများချစ်ပါတယ်စစ်ကြီးဖြစ်ရင်နှစ်ပြည်တော်လုံးကြီးမားတဲ့အပူမီးလုံးကြီးတောက်ပါမယ်သူဟာအရင်ပြုလို့ကိုကရညိုးဖွဲ့ပြီးလက်စားချေရမယ်လို့ဖခင်ဟောမရှိပါဘူးခန္တီတရားလက်ကင်ထားဖို့သာတာသနာတရားကောင်ငါတတိပေးပါတယ်ရာစာထစ်တင့်မြတ်ပါတယ်ဖခင် သို့တော့အင်းဝမင်းကြီးစွာဟန်တာရီကိုစုံစင်းတော့ကဘာကြောင့်ဒီလိုတရားမပြခဲ့ပါတလဲတပည့်တော်တုံ့ပြန်ဖို့လာခါမှခန္တီတရားလက်ကင်ထားပါဆိုတာတစ်ဖက်သက်ဖြစ်မနေပါလားစကြူသူမြတ်ပြုံးလျက်ပင်ကကုတန်တရားလက်ထက်သာသနာတော်ကလေးကခန္တီတရားဟာယနေ့ထိတခုလေးပါမင်းကြီးအနေနဲ့တရားတော်ကိုသာကြည်ပါ မဟာဝစီငရေပြင်ဆန်နန္ဒရိယကံကိုရှင်းပြပြီးစစ်ပြူဟာခင်းပြီးတိုက်ခိုက်တက်ဖြတ်တဲ့အဖြစ်ကြောင့် အပယ်လေးပါးကလွတ်ကဲနိုင်ပါမလားမင်းမြတ်ရာဇာတရရာဇာတမမှာအကျိုးနဲ့အပြစ်ဟာတုံတွဲနေပါတယ်တန်တရားကျင့်လေသည်မဘသူမှအပြစ်ပါပါအကုသူကံကလွတ်အောင်မယုံနိုင်ပါစိတ်ကြံစီသည်မပညာဉာဏ်နဲ့နှိုင်းစခြင်းသာပဓာနာပါဖေယစကြူသူမြတ်စစ်ဖြူဟာခင်းမဲ့ဆိုလေစိတ်အင်္ဂါ၄ပါးကိုမင်းကြီးတိထားဖို့လိုပါတယ်၄ပါးကိုရှင်းပြပြီးကာလဒေတာဥဒ္ဓုကိုမင်းကြီးမိနေသလား အင်းဝဒေတာမောဦးလေးကိုမြည်အရှင်ချင်းကိုပြောပြပြီးဒီလိုအချိန်မှာမင်းကြီးရဲ့လှေတွေတက်သားတွေဒုက္ခရောက်မယ်အင်းဝကိုမတိုက်ရပဲအလိုလျောက်ပျက်စီးပါလိမ့်မယ်ဂျာစာဒရက်ပြုံးပြီးတပြည့်တော်ဟာစိရင်က၄ပါးသာမက၈ပါးထိတိပါတယ်၈ပါးကိုရှင်းပြပြီးအရှင်ဖះပြောပြတဲ့၄ပါးမှန်နေမှားတယ်တပြည့်တော်မပြောလို့ပါဗျာစချိုသူမြတ်မင်းနှစ်ပါးစလုံးရဲ့ပြစ္ဆုတ်ပံအနာဂတ်အကျိုးအတွက် မိတိဘက်မှာမလိုက်စားပဲငါယခုလိုစူးစမ်းသတိပေးနေတာပါမင်းကြီးစကားအရှိန်ကောင်းနေစင်ပါပဲရွှေကျက်ရဲ့ဖះကဖမ်းလာခဲ့တဲ့၃ပန်း9ရောက်မြမစာပေမှုအရဖះကျွန်သေးတော်များကိုမင်းကြီးထံဆက်လာပါတယ်ဒီခါစကြိုသူမြတ်ကဖះမှုဝေယဝိဆလို့သူများကိုအန်ဒီရဖြူတက်ဖြတ်တာငါမျက်ဝါးထင်ထင်မြင်ရပြီ အဖြစ်ကြီးလာတယ်ငါတရားတော်ဝင်ကဖြစ်လာတယ် ငါတို့ကိုပြန်ခွင့်ပြုပါတော့လို့မိန့်ပြီးထွက်ခွာမယ်လို့ပါတယ်။ဒီခါမှရာဇာထရစ်စူရင်လှစွာနဲ့မေးမြန်းပြီးစိတ်ကြမ်းများလျော့ပါတမပတိစိတ်တွေဝင်ယတနာသုံးပါးကိုတတိယလာပြီးဖျားကြုံသေးတွေကိုတတ်သူသူ့ရဲ့ရဲမက်တွေကိုအပြစ်ပေးပါမယ်လို့ဆိုပါတယ်။ဒီခါစကြိုသူများကထပ်မံတားမြစ်ပြီးရဲမက်တွေကိုအပြစ်လွှတ်ဖို့အလှူခံပါတယ်။ဘရင်ကသဘောတူပြီးတုံ့ပန်းတွေကိုပါလှူပါတယ်။ပြီးမှ တပည့်တော်အရှင်ဖျားရဲ့ဩဝါဒကိုမဆန့်ကျင်တော့ပါစစ်ပြီးစုံစင်းမှာတော့မယ်ဒီရောက်ခဲ့တာအစွဲပြုတ်လို့ဖျားចောင်းတော်တဆောင်ဆောက်လို့လှူဒန်းကျင်ပါတယ်တပည့်တော်မှာတရားတရားဖြစ်ပေါ်လာပါတယ်လို့ရှောက်ပါတယ်စစ်သွေးစစ်မှန်တက်နေတဲ့ဘုရင်တစ်ပါးကိုရင်ဆိုင်တွေ့အယေစုဆဆခြင်းပဲတင့်မှာယဟန်ပညာရှိလည်းမရှိလူပညာရှိလည်းမရှိလို့ရေးရေးပြောခဲ့တဲ့အဖွင့်စကားဟာ ဆွေနွေပွဲရဲ့အရေးပါတော့ပနာမစကလုံးဖြစ်ပါတယ်။နောက်ပိုင်းအင်းဝဟန္တာဝတီအပြန်အလှန်စစ်ထိုးခဲ့ကြပြင်မဲ့ဒီတချီမှာစကြိုသူမြတ်အရှင်ငင်းချင်းကြီးလှုပ်ဆောင်တာအောင်မြင်ခဲ့တာတော့အေကံဖြစ်ပါတယ်။ရာဇောဝါဒဆုံးမစကားအဖြစ်ပင်းရစကြိုသူမြတ်ရဲ့နှုတ်ထွက်ဩဝါဒစကလုံးဟာလေသမိုင်းဝင်ဖြစ်နေပါတော့တယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ အခုလိုဝတ္ထုလေးတွေအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်နဲ့တကယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြစ်တက်ရက်ခံပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။